အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေနဲ့ဒီလိုပြဿနာမျိုးတွေကြုံဘူးလားကိုကအင်္ဂလိပ်စာဝတ္ထုကနေပြီးတော့မှအင်္ဂလိပ်စာလေးတွေလေ့လာမယ် vocabulary တွေလေ့လာမယ်ဆိုပြီးတော့မှစာအုပ်ဖတ်လိုက်တယ်ဒါပေမဲ့မသိရစကားလုံးတွေအများများနေလို့ dictionary ပြေးကြည့်လိုက်စာအုပ်ဖတ်လိုက် dictionary ပြေးကြည့်လိုက်စာအုပ်ဖတ်လိုက်နဲ့တော်တော်လေးအခက်အခဲတွေနဲ့ကြုံခဲ့ရတာတန်ဆင်းရင်တော့အဲ့ဒီကြုံနေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးသွားမယ်အပလီကေးရှင်းတစ်ခုနဲ့အာမက်ဆာပေးပါရစေ ဒီ application ကတော့ကိုချိတ်တဲ့ဝတ္ထုတွေတခြားစာအုပ်တွေကိုလည်း download ဆွဲလို့ရတဲ့အပြင်စာအုပ်ဖတ်နေရင်လည်းမတိရစလုံးတွေ့တယ်ဆိုလို့ရှိရင်စလုံးကိုနှိပ်လိုက်တာနဲ့ချက်ချင်းအတိတ်ပဲလည်းတည်နိုင်မှာဖြစ်သလိုကိုကိုတိုင်ကလည်းအာဒီစလုံးတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင်မဆုစာအုပ်ထဲကိုတခါတည်းတင်ထားလို့ရပါတယ်ဒါအပြင်ဒီစကလုံးတွေကတစ်ဆင့် pronunciation နောက်တစ်ခုကကြတော့ဒီ example sentence တွေအပြင် တခြားဒီဝတ္ထုထဲမှာပါတဲ့ဒါမှမဟုတ်ရင်ဒီစာအုပ်ထဲမှာပါတဲ့ sentence pattern တွေ grammar pattern တွေကိုလည်းတခါတည်းမှာလေ့လာသွားလို့ရမှာဖြစ်ပါတယ်အဲ့ဒီ application လေးကတော့ e-reader လို့ခေါ်ပါတယ်အလိုပဲမင်္ဂလာပါ enjoy paper ရမှာကျဆိုပါတယ်အာကျွန်တော် Ryan ပါဒီနေ့မှာတော့ English Salinary အတွက်အာအသုံးဝင်မဲ့ application လေးတစ်ခုကို share လုပ်ပေးသွားပါရစေ အဲ့တော့ဒီ application လေးကိုဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်အစအဆုံးပြောတာပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပထမဦးဆုံး App Store ကိုအရင်ဝင်လိုက်မှာဖြစ်ပါတယ်။ပထမတစ်ဆင့်အနေနဲ့ကျွန်တော်အာ e-reader ဆိုပြီးတော့ရေးချလိုက်မှာဖြစ်ပါတယ်။နော်ကျွန်တော် e-reader လို့ရေးချလိုက်တဲ့ချိန်မှာ so ဒီမှာ application တွေအများကြီးကျလာပါတယ်။အဲ့ဒီ tag ကမှအာကျွန်တော်တို့ဒီ ပန်းရောင်လေးနဲ့ပေါ့နော် e-reader english reader ဆိုရဲပန်းရောင်လေးနဲ့ရှိတယ်ဒီအာ english reader ဆိုရဲဒီဟာလေးကိုကျွန်တော် download ပါဖြစ်ပါတယ်အဲ့တော့ကျွန်တော် download လုပ်လိုက်ပါပြီ parallel application လေးကိုရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ open ကိုနဲ့လိုက်မယ်ဒါဆိုရင်တော့ကျွန်တော် english ကျောက်ထဲကိုရောက်တော့ပြီဖြစ်ပါတယ်အာကျွန်တော်တော့ launch ဆိုင်မှာ notification ကိုတောင်းလာလုပ်လိုက်ပါမယ် ါ။ဒါဆိုလို့ရှိရင်တို့ပထမအဦးဆုံးစစချင်းနေနဲ့ဒီ tutorial ပေါ့နော်။ဒီဘလိုသုံးမလဲဆိုတဲ့ဟာလေးကိုတို့ guide ပေးမှာဖြစ်ပါတယ်။အဲ့တော့ quarter ရဲ့အကုန်လုံးကိုချော်လိုက်တို့ရပါတယ်။ဒါဆိုလို့ရှိရင်တို့ပထမအဦးဆုံးနေနဲ့ဘာလေးတွေ့ရမလဲဆိုတဲ့အခါကျတော့အာတို့ရဲ့ပထမအဦးဆုံးဒါစာအုပ်ပေါ့နော်။တို့ရဲ့ဒီ recommend ပေးထားတဲ့စာအုပ်တမန် suggestion စာအုပ်တစ်ခုလိုမျိုးပါနော်။ ဒါကြောင့်ဒီ application တုံးလို့ဆွဲတိုင်းမှာ tab for အနေနဲ့ပေါ်သွားအဲ့တော့ဒါကကျတော့ the moon and the sixpence ရယ်စောက်လေးပါအဲ့တော့ဒီမှာသူ့ရဲ့ gradient တိုင်းသူကပြထားရယ်ဘောနော်အဲ့တော့ကျွန်တော်ဒီစောက်ကိုမဖတ်ချင်ဘူးကျွန်တော်ကဘယ်စောက်လေးတောင်းပါလဲဆိုရဲခါကျတော့ harry potter စောက်လေးကိုကျွန်တော်ရှာကြည့်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဘယ်သွားရမလဲဆိုတော့ um uh ဒါဆိုရင်ကျွန်တော်က setting ထဲသွားလိုက်မယ် setting ဆိုတဲ့နေရာလေးကိုသွားလိုက်မှာဖြစ်ပါတယ် setting ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ download ဆွဲလို့ရရမယ် website တွေအများကြီးရှိပါတယ် sell library ရှိတယ် fit books popular books ရှိတယ်အာ magazine ရှိတယ်နောက်တစ်ခုကရော standard ebooks all ဆိုတဲ့ဟာလေးရှိတယ်အာနောက်တစ်ခု facebooks recently added တွေရှိတယ်ဘောနော်အဲ့တော့ဒီမှာဆိုရင်စာအုပ်တွေအများကြီးရှိတယ်ပေါ့နော်ဒါ open textbook yeah ဒီတချို့စာအုပ်တွေပါရှိတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကဒီထက်ကဒီ fit books popular books ကိုဝင်နိုင်မှာပါเนาะအဲ့ထက်မှာကျွန်တော်ဒီမှာ Harry Potter ဆိုတာရှိတယ်အဲ့ဒီမှာဆိုရင်တော့အများကြီးပါเนาะအဲ့တော့အာဒီမှာ main next sun ရှိတယ်ဒါက chapter of flip ဆိုရဲဟာရှိတယ် live in time core အဲ့တော့ဒီ wotru လေးတွေကကျတော့တဲ့ original လေးတွေဖြစ်တယ်ပေါ့เนาะပြောမှာဆိုလို့ရှိရင်ဒီစေဝန်စားစရာ wotru တွေအများကြီးပါเนาะဟိုမှာ romeo juliet တွေလည်းရှိတယ်တခြား breaking down အာအများကြီးပါเนาะအဲ့တော့ကိုကြိုက်တဲ့စာအုပ်လေးကိုဒါ download ဆွဲလိုက်ရအောင်ပဲပါเนาะအဲ့တော့ကျွန်တော်ကအလောလောဆယ်မှာအမ်ဒီ Harry Potter ပေါ့နော် Harry Potter series လေးကိုကျွန်တော် download ဆွဲလိုက်ပါမယ်အဲ့တော့သူကကျတော့2.2 MB ရှိတယ်ပေါ့နော်အာကျွန်တော် download ဆွဲနေပါပြီ download ဆွဲရတာလည်းအရင်မြင်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော် open book လုပ်လိုက်ပါခဲ့ဒါဆိုရင်တော့ကျွန်တော်ဒီ Harry Potter series အကုန်လုံးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရသွားပြီဖြစ်ပါတယ် ဒါဆိုလို့ရှိရင်ဒီမှာ Harry Potter series တစ်ခုလုံးကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုဖတ်ချင်တဲ့ series ကိုဒါ click လိုက်လိုက်ရောနဲ့ဒါသူရောက်တဲ့ series နောက်ရောက်သွားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုလုတော့ကိုဆက်ပြီးတော့မှသွားလိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒါပထမဦးဆုံး the chapter ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီမှာအနေအောင်လေးနဲ့ပြားထားတဲ့စလုံးတွေတွေ့ပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ဒီဟိုဆက်ဖတ်တဲ့သူတွေကို recommend လုပ်ထားတဲ့စလုံးမျိုးတွေပေါ့နော်အဲ့တော့ကိုကအဲ့ဒီဟာတွေကိုလောပြီးတော့ massive ထဲမှာတင်ထားလို့ရတယ်ဘယ်လိုလဲရရပေါ့နော်အဲ့တော့ အဲကျွန်တော်ပထမဦးဆုံးနေဒီ paper ရဲ့ design ကိုမကြက်ရောပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုနည်းနည်းဖတ်လို့ကောင်းမဲ့ design တွေပြောင်းလိုက်ပါမယ်ဒါဆိုရင်ဒီမှာတစ်ချက်ထောက်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ setting ဒီမှာ option တွေပေါ်လာပြန်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကိုပြန်ဆန်းထောက်လိုက်မယ်ပါအဲ့တော့ကျွန်တော်ကစာအုပ်ရဲ့ design တွေဒီစာမျက်နှာရဲ့ design နဲ့ salon form တွေကိုနည်းပြောင်းချဖြစ်တဲ့အကြောင်းကိုကျွန်တော်အာဒီဟာလေးနည်းနည်းမယ်ပေါ့နော် dan solution ကျွန်တော် bright brightness ပေါ့နော်အဲ့တော့ကိုယ်စာအုပ်က ဟိုကိုကအရင်အရင်ဆိုးရတာမျိုးမျိုးလုံးကြည့်မှဆိုလို့ဆိုရင်ဒါကိုတို့ကတို့တာအတူ short လုပ်လို့ရမှာနော်အတူတော့တော့ထားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်တို့ phone site ပေါ့ဟိုကျွန်တော် phone ကအရင် သေးနေတယ်အကြီးကြီးလေးဖတ်မယ်ဟုတ်ကဲ့ဒါဆိုစလုံးစလုံး site တော့အပြင်မှာရှိတဲ့စလုံး site လောက်ရှိပြီပေါ့နော်โอเค another ခုကတော့ဒီမှာတော့ form နေနဲ့တော့ Chinese လို့ဖြစ်နေပါတော့တခြားစာအုပ်တွေဆိုလို့ရှိရင် English လို့ရှိတယ်ပေါ့နော်အဲ့တော့က Chinese Roman လာတဖွင့်တခြားသော Gabriel လာပေါ့နော်ဆိုတော့ဖြင့်ဒီ form တွေကိုလည်းရွေးလို့ရပါတယ် အဲ့ဒါပြင်ဒီစလုံးစလုံးကြီးပိတ်နေရဆိုတော့ရှင်တို့ space နော် paragraph spacing နေနဲ့ line spacing နဲ့ချိန်လို့ရပါတယ်အဲ့တော့ကျွန်တော်အဓိကဒီ paper design ကိုမကြိုက်တာစလုံး font တွေက okay တယ်ဒီမှာ font တွေပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်ပထမဆုံး font design ပို့ချိန်ပါတယ်အဲ့တော့ကျွန်တော်အဲ့အလေးပဲရွေးလိုက်မယ်ဒါပေမဲ့ပေါ့မကြိုက်တာလဲဆိုတော့ဒီ um color ပေါ့နော် page ရဲ့ color ကိုတိမ်မကြိုက်ဘူးပေါ့ တော့ဒါမျက်စိစူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်း coming main လေးဖြစ်တယ်ခါလီဖြစ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီစာကိုရွှေ့လို့ရတယ်ဒီဟာလေးကောင်းမလားဒီဟာလေးကောင်းမလားပေါ့နော်ကျွန်တော်ဒီဟာလေးပဲရွှေ့လိုက်ပါမယ်ပေါ့နော်အဲ့တော့ကျွန်တော် playlist လေးနည်းနည်းတင်လိုက်မယ်ပေါ့နော် playlist လေး Okay အဲ့တော့အဲကိုကစာအုပ်ကိုအလှန်ချင်တဲ့လှန်ချင်အဲ့တော့ဒီစာရဲ့ paper လေးရလိုက်ပါနော်အဲ့တော့ကိုကစာအုပ်ကိုဘယ်လိုလမ်းမလဲပါနော်အဲဒါဆိုရင်ဒီပေးတဲ့ကိုရွှေ့သွားအောင်အဲ့တော့ကိုကကျွန်တော်ကကြတော့ဒီဟာကို စာအုပ်လှန်ရသလိုမျိုး feel မျိုးရရချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုကြောင်းလိုက်မယ်ပေါ့နော်โอเคအဲ့တော့ scroll ကိုကြောင်းလိုက်ပေါ့နော် scroll ကကြောင်းပါလဲဆိုတော့ဒီလိုအပေါ်ဆွဲပြီးတော့မှဖတ်တဲ့ဟန်မျိုးပေါ့နော်ဒီကနေ့တို့ 3D ပေါ့နော်အဲ့တော့ကျွန်တော်ကစာအုပ်လှန်သလိုဖတ်ချင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် 3D ကိုရွေးလိုက်မယ်ပေါ့နော် right 3D ရွေးလိုက်တဲ့အချိန်မှာသူကကျွန်တော်စာအုပ်တကယ်စာအုပ်စစ်ကိုလှန်ရတဲ့ feeling မျိုးပါရပါနော် โอเคအဲ့တော့ဒါကကြတော့ဒီ setting နဲ့ပေါ့နော်โอเคနောက်တစ်ခုတွေကဒီမှာပိုင်ရှိလဲဆိုတော့ကိုကဒီ action နေနဲ့ tap word နဲ့ double tap တွေဆိုတော့ပြင်အဲ့ဒီဟာတွေကကြတော့ကိုအဲလိုအပ်တဲ့နေရာမျိုးတွေမှာသုံးလို့ရတယ်ပေါ့နော်โอเคအဲ့တော့နောက်တစ်ခုကိုကျွန်တော်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစလုံးနေရှိတယ်ပေါ့အဲ့အနီရောင်လေးတွေပြားထားရဲဆိုင်းအပြာရောင်လေးတွေပြားထားရဲပေါ့နော်ကဲဆိုစစ်အကျွန်တော်ကဒီထက်ကစလုံးတစ်လုံးနေအောင် အာဆိုပါစို့မသိဘူးထားလိုက်မယ်ဟောနော်အဲ့တော့ဒီစလုံးလေးကိုကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ဒီစလုံးကြီးရဲ့အတိတ်ပဲကိုသိချင်တယ်ကျွန်တော်တစ်ချက်လေးထောက် concentrate ဒါဆိုလို့ရှိရင်ဒီကနေတစင်ကျွန်တော်တို့ပါလေးကြားရလဲဆိုတော့အတန်ပေါ့နော် concentrate okay concentrate okay ဆိုတော့ pronunciation လေးကြားရမှာဖြစ်တယ်လို့နောက်တစ်ခုက meaning ပေါ့အာဒါဘာဘာတိတ်ပဲနဲ့လေ focus or want attention on something โอเคအနောက်တစ်ခုကတော့ဒီစလုံးပေါ့ concentrate နဲ့တခြားတည်းရဲ့ word family ကပိုင်းရှိလေပေါ့အဲ့တော့ဒီမှာ concentrative အာ concentrated concentratedly concentrator တော့တည်းရဲ့ word family ပါတခါတည်းသိရတယ်ပေါ့နော်အဲ့ဒါမှာကိုကဒီ translation တွေပါလောက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာရရပေါ့ဒါပေမဲ့ဒီမှာကျတော့ဒီ translation လုပ်ဖို့တော့နည်းနည်းလေးခက်တယ်ပေါ့နော်โอเคအဲ့တော့ကိုကဒီဟာနဲ့ပဲထားလိုက်မယ် ပြီးတော့ကိုကဒီဆလွန်ကိုနောက်ခါပြန်ပြီးတော့မှပြန်ကြည့်ချင်တယ်ဟိုမဆုနေထားချင်တယ်ဒီဆလွန်ကို square ဆလွန်တည်နေတဲ့လေးလာချင်တာဖြစ်တဲ့ဖြစ်တဲ့ဆိုလို့ရှိရင်ကိုကဒီ add to workbook ကိုကျွန်တော်ရွေးထားလို့ရရပါတော့ဒီဒါဆိုလို့ရှိရင်ကိုရွေးထားတဲ့ဆလွန်က workbook ထဲမှာရောက်သွားပြီပါတော့ okay ကျွန်တော်နောက်ထပ်ဆက်ဖတ်လိုက်မယ် okay နောက်တစ်ခု okay so ကျွန်တော် downpour ဆိုတဲ့ဟာကိုကျွန်တော်သိချင်တယ်ဘာ meaning လဲဆိုတဲ့ဟာကျွန်တော်ထပ်ပြန် downpour Oh, don't pour. It's a noun. A, a heavy for the rain. Okay. okay. This lonely letter today. So, a book to tell it. That's why you can go ahead and write it. This is lonely. Oh, you can Mysterious. Mysterious. Hmm. I don't know what I'm saying. Why are you saying that? အဲ့တော့ကျွန်တော်နောက်ထပ်တစ်လုံးထပ်ဆရာချင်းတယ်အဲ့ဒီတစ်ခါကျတော့ကျွန်တော်음ဘယ်စလုံးလေးကြည့်ရမလဲဆိုတော့ severe okay severe ဘာနော် severe ဆိုဆိုလုံးတွေမှာဖြစ်လိုက်မယ် okay ဒီချိန်မှာဆိုတော့ muscle ထဲမှာလည်းထားချင်တယ်နောက်တစ်ခုကကြတော့ underline နဲ့လောက်ထားလိုက်အောင်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနကကြမ်းတန်းရှာရအောင်ပြောအောင်လုပ်ခင်နော်နောက်တစ်ခုကကြတော့ဒါ underline လောက်တယ်ဆိုလို့ underline လောက်ထားရပါနော်ကျွန်တော်ဒီအောင်လေးနဲ့ underline လောက်လိုက်မယ် okay အဲနောက်တစ်ခုကကြတော့ဒါ underline လောက်ထား okay ဒါမြန်မာလိုလေး match နေကိုကဒီမှာမတ်လို့ရရအောင်နော် okay ကျွန်တော်မမတ်တော့ဘူး ဒီနေ့ပဲ save လုပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်လုပ်သွားတယ်။ Okay uh, another to အဲနောက်တစ်ခုကတော့ဒီတစ်ခါပေါ့နော်။အဲ descendants book mentee Prefecture. i've never seen a cat sit so stiffly so this alone was stiffly um I know, the um ကျွန်တော်ဒီဟာလေးကို workbook ထဲချက်ထားလိုက်မယ်ပြီးတော့ stiffly ပါရှိလဲဆိုဒီဘက်မှာ high ai ဆိုရဟာရှိအဲ့တော့ descendants ကဘာတိတ်ပဲလဲ ။ပြောချင်တာလဲဆိုရဲဟာကိုသိချင်တယ်။နောက်တစ်ခုကတော့ grammar ရယ် what definition and usage ကိုသိချင်တယ်နော်။ကျွန်တော်တရားလေးကိုနိုင်လိုက်မယ်။ဟွန်းဒါဆိုလို့ရှိရင်ဒီထက်မှာပါတဲ့ AI ကနေပြီးတော့ကျွန်တော်ကို example sentence တွေရောနောက်ပြီးတော့ဘလို့ meaning ရှိလဲဆိုရဲဟာကိုရှင်းပြပေးသွားရမှာနော်။ Okay ။အဲနောက်တစ်ခုကကျွန်တော်အဲ့ဒါကိုပဲခုနပုံစံမျိုးပဲဒီ sentence မှာသုံးရတဲ့ grammar ကို analyze လုပ်ခန့်ချင်တယ်နော်။ โอเคဒါဆိုလို့ရှင်သူအကုန်လုံးရှင်းပြတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီ application မှာဝင်ဟို grammar pattern နေ sentence pattern တွေကိုလည်းလေ့လာရရသလိုဒီ vocab တလုံးကိုလည်းထဲထဲဝင်ဝင်ကျွန်တော်တို့လေ့လာလို့ရပါတယ်ဒီ application မှာအခုလိုစာအုပ်တွေပဲဖတ်လို့ရလားဆိုရင်တော့မဟုတ်ပါဘူးဗောနော်ကျွန်တော်တို့ဒီ web reading တွေရပါတယ်ဗောနော် web reading ကကျွန်တော်ကျွန်တော်ဥမာဒီအာ news တွေ magazine တွေအာတခြားသော articles တွေကိုဖတ်ချင်တယ်ဗောနော် ။အဲ့လိုမျိုးဆိုရစင်လဲကျွန်တော်တို့ဒီ web reading ကနေကျွန်တော်တွားလို့ရပါတယ်ဗောနော်အဲ့တော့ tier for ပေးထားတဲ့ဟာကကျတော့ rooters နဲ့ tech crunch ဆိုရယ် website နဲ့ကိုပဲပေးထားရပါဗောအဲ့မှာကဒီမှာ add လုပ်လို့ရတယ်ဗောဥပမာကို BBC learning က BBC BBC က news တွေကို patch နေတယ်ဆိုလို့ရှိရင်က BBC ရဲ့ news ကို copy လုပ်ဒီထက်မှာနှစ်ထက်အထက်ပြင် save လုပ်လိုက်ရင်ဒီမှာပေါ်လာမှာဖြစ်တယ်ဗောနော်အဲ့တော့ harry potter ဖတ်ရင်းနဲ့ဟိုစလုံးလေးတွေမှတ်ထားတာရှိတယ်အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော် အာအင်္ဂလိပ်စာပြန်ပြီးတော့လေ့လာမယ်ကိုဖတ်ထားတဲ့ဟာမှတ်မိလားဆိုတော့ကျွန်တော်ပြန်လုပ်ကြည့်မယ်ပေါ့နော်โอเคကျွန်တော်မှတ်ထားတာ၅လုံးပဲရှိသေးတယ်ပေါ့နော်အဲ့တော့ choose start learning words ကိုလုပ်လိုက်မယ်ပေါ့နော်โอเคအဲ့တော့သူကဗာပေးလဲဆိုတော့အာ pronunciation ရယ်စကားလုံးရယ်အောက်က the ဒီအစောအထဲမှာပါတယ် sentence တွေကိုသူပေးထားတယ်ပေါ့နော် original sentence တွေပေးထားတယ် အဲ့ကွာအဲ့ဒါဘာမီနင်းလဲဆိုတာစဉ်းစားလို့ရတယ်ပေါ့နော် flash card လို့ပဲပေါ့နော်အဲ့တော့ကိုကอืมမသိဘူးမမှတ်မိဘူးဆိုလို့ရှိရင်ကိုက can remember ဆိုပြီးတော့လုပ်လိုက်ဒါဆိုလို့ရှိရင် तू ကဘာဖြစ်လဲဆိုတော့ဟမ် meaning နဲ့ဘာလဲဆိုတဲ့ဟာကိုပြပေးတယ် so study finish တော့ကိုကငါးလုံးပဲထည့်တာဆိုတော့ဒါပြီးသွားပြီအဲ့တော့ဒီနေ့အတွက်ကိုကမရှိရဖြစ်တယ်လို့ချောင်းမလို့ဘာဖြစ်လဲ I want done today ဆိုပြီးတော့ပြီးသွား No words to learn အဲ့တော့ကိုကဘာလို့လို့ရလဲဆိုလို့ရှိရင်ပုံမှန်ဒီစာအုပ်လေးဖတ်ရင်လည်းစလုံးအစ်လေးလာခြင်းလည်းဆိုရင်ဒီအားလေးနဲ့သုံးလို့ရတယ်ဗောနော်အဲ့တော့အဲ့ဒီအပြင် ကိုလေးလာရတဲ့ဓမ္မကိုဟိုဖြစ်ထားတဲ့ new boss တွေကိုထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ export fresh function ရှိတယ်ဗောနော်အဲ့တော့ကို text format နဲ့ထုတ်မှလားနော်မဟုတ်ရင်ဒီ uh translation ပါတဲ့ text format နဲ့ထုတ်မှလားဗောနော်နောက်တစ်ခုကကျတော့ဒီ ABKG format နဲ့ထုတ်မှလာပါနော်အဲအဲ format နဲ့ထုတ်မှလာဆိုရင်ဟုတ်ပါတယ်ပေါ့ကျွန်တော်ကဒီ text format နဲ့ပဲကျွန်တော်ထုတ်လိုက်မယ်ပေါ့နော်အဲတော့အဲဒီကောအဲဒီစလုံးတွေထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ဟိုဘာလုပ်ရလဲဆိုတော့ဟို one time payment ပေါ့နော် one time payment ချေလို့ရတယ်တခွေတဲ့ one year payment နဲ့ချေလို့ရတယ်ပေါ့ application တွေဟာအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်တော်တော်လေးကိုအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီကနေပဲအများဆုံးစာအုပ်တွေအဖတ်ဖြစ်တာပေါ့နော်အဲ့တော့ ဟိုသူကကျတော့ကိုကဒီတလောက်ကိုစောက်စာဖတ်အကောင်းလို့ပေါ့နော်တလောက်ကိုနှုတ်တုံးလို့ပီချင်ဖတ်ချင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုပရီမီယံဝယ်မှရမှာပေါ့နော်အာသူကကျတော့ free version ဆိုလို့ရှိရင်တော့ဟိုတလောက်ကိုစောက်တောက်ပေးတယ်ပေါ့နော်စောက် download download ဆွဲ download ဆွဲလို့ရပါတယ်ဒါဆိုရင်ဒီ application လေးကတော့ဒီလိုပါပဲအားလုံးဟိုသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်